ဒေါက်တာရေး self care နဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်လို့ရလဲ self care နဲ့ပတ်သက်ပြီးတော့ okay self care နဲ့ပတ်သက်ပြီးတဲ့အခါကျတော့မကျွန်မအလွယ်ကြီးနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ BACE technique ကိုကျွန်မပြပြကြင်နေအဲ့တော့ BACE မှာဆိုရှင်ကြ B ကဘာလဲဆိုတော့ body ကိုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတဲ့အခါကျမှကိုဘာတွေလုပ်ပေးမှာလဲဥပမာခင် healthy meal လို့ခေါ်တဲ့ဟုတ်ဟိုကျမရင်းညွတ်တဲ့အစားအစာတွေစားမှလားလေ့ကျင့်ခန်းတွေလုပ်မှလားအဲ့ခေါ်ချက် A ကချ achievement အခုပြောရမယ်ဆိုရှင်တော့အမြင်မှုပေါ့နော်အဲ့ဘလိုမျိုးတွေကိုကျမတို့တွေကအချိမှန်လို့တတ်မှတ်မှာလဲဆိုတော့ကြီးကြီးမားမားကြီးယာယီမရှိဘူးဆိုလို့ရှင်တော့မှာကျမတို့မှာဥမာဖြင့်မနေ့အစောထမယ်လို့စဉ်းစားထားရတယ်မနေ့အစောကြီးထနိုင်တယ်ဆိုလို့ရှင်တော့ကျမတို့အချိမှန်လို့ကျမတို့တတ်မှတ်လို့ရတယ်နောက်တစ်ခါကျ C C ကကောနက်ကောနက်ဆိုချိတ်ဆက်တယ်ဘလိုမျိုးချိတ်ဆက်ကြမှာလဲ အဲ့ချိဆက်တဲ့နေရာမှာညီမတို့မိသားစုတွေရှိတယ်ငယ်ချင်းတွေရှိတယ်ကိုယ့်ရဲ့လောက်ဖို့ခဲ့ပဲ colleague တွေရှိတယ်သူတို့နဲ့ချိဆက်လို့ရတယ်လို့နောက်တစ်ခါကျတော့တိလေးတွေပေါ့နော်ဥပမာပြကိုမွေးထားတဲ့ကြောင်လေးတွေရှိမယ်ခွေးလေးတွေရှိမယ်အဲ့တော့ဒီခွေးလေးတွေကြောင်လေးတွေဘက်ကိုအချိန်ပေးတာမျိုးလုပ်လို့ရတယ်နောက်တစ်ဆုံးတစ်ခု ear ကျတော့ enjoy မယ်အဲ့တော့ကိုပျော်ရွှင်တဲ့အရာဟိုဘာနာပါတဲ့အရာတွေတော့ကိုအချိန်ပေးတာ ။တချို့ကျတော့လေခေတ္တဒီကကြိုက်တယ်ဆိုတာအတွက်အချိန်ပေးတယ်။ skin care လို့ဟာကြိုက်တယ်ပေါ့နော်။အဲ့တော့ skin care လို့ဟိုအတွက်အချိန်ပေးတယ်ပေါ့။အဲ့တော့ပြန်ပြီးတော့မှအနှစ်ချောမယ်ဆိုလို့ရှိရင်ဒီ BACE ဆိုတဲ့ technique ပေါ့နော်။အဲ့အဲ့အတွက်ကိုတရက်ကိုအနည်းဆုံးတော့ကျမကတော့နိုင်ဝလာဖြစ်ဖြစ်အချိန်ပေးဖို့တော့ကို recommend ပေးတယ်ပေါ့နော်။အဲ့တော့ကျမပြောပြချင်တဲ့အလွယ်ကူဆုံးနဲ့အရေးအရှင်းဆုံးတော့ skin care technique ဖြစ်ပါတယ်။